မင်္ဂလာပါရှင်။မေလ30ရက်တောက်ကြနေ့အတွက်ရွှေကုန်းရဲ့လှလှရှရှရန်ကုန်သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့တိရကူစကုဒါနာစေယုံတော်ရန်ကုန်သူ BNN ဗုဒ္ဓဘာသာသာသနာပြုအဖွဲ့ကငွေကျပ်3000လာရောက်လှူဒါန်းတဲ့သတင်း။ တောလာသမရွှေစင်သာသနာပိုင်းအဘိဓဇာမဟာရထဂုရုအဘိဓဇာအကမဟာတဒမဇောတိကဒေါက်တာအရှင်ညံနေဒရာတိတကူဆရာတော်ကြီးထံသို့ဩစတြေးလျနိုင်ငံနှင့်နယူးဇီလန်နိုင်ငံတို့တွင် သာသနာပြုနေတဲ့ဆရာတော်ဗန်ချေဖိုယူတန်ဦးဆောင်သော BNN ဗုဒ္ဓသာသနာပြုအဖွဲ့ကစကုဒါနာအလှအပြင်ငွေကြေးသိက်တထောင်ကိုလှူရန်ကြောင်းတည်ရပါတယ် BNN ဗုဒ္ဓဘာသာသာသနာပြုဖွဲ့အားစကုဒါနအလှူတော်အကြောင်းအရာများသာသနာပြုလုပ်ငန်းဆောင်ရွက်ချက်များနဲ့မြန်မာနိုင်ငံတွင်ငလျင်တန်အသင့်ဒေသများမှာသာသနိကအစအုံများပြန်လည်တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိမှုအခြေအနေများကိုတည်တကူဆရာတော်ကရှင်းလင်းပေးကြပါသည်။ အဲ့ဒီနောက် BNN ဗုဒ္ဓဘာသာသဒ္ဒနာပြုအဖွဲ့ကတိတကူစက္ခုဒါနာစေယုံတွင်မျက်စိခွဲစေကုသမှုခံယူနေသောမျက်စိဝေဒနာရှင်များအားလူရန်ငွေများနဲ့စာတောက်ဖွဲ့ရများကိုပေးရပြီးအပိစကားပြောကြားကြောင်းသိရပါတယ်ရှင်ဆလတ်တက်ဆက်ပြီးမှာကတော့တကုံမျိုးသစ်စေကံမြို့နယ်တွင်မိုးတီထန်စွာရွာသွန်းမှုကြောင်းလျှက်စစ်မီတိုင်နှင့်အိမ်များပျက်စီးတဲ့တွင်ရန်ကုန်တိုင်းဒေသကြီးတကုံမျိုးသစ်စေကံမြို့နယ်တွင်မိုးတီထန်စွာရွာသွန်းမှုနှင့်လေပြင်းများတက်ခတ်ခဲ့မှုကြောင်း မေလ29ရက်နေ့ပိုင်းကလက်စစ်ပြီးတိုင်းအချုပ်နဲ့အိမ်များပျက်စီးဆုံးရှုံးကြောင်းသိရပါဗျ။လေပြင်းတက်ခတ်မှုကြောင့်ဒဂုံမျိုးသစ်စေကံမျိုးနဲ့အမှတ်98ရက်ကွက်စက်မှုစုံတဲ့ကန်နာလန်မော်ရှိ 11KB အေကန်ဖီတာ10မီတာကွန်ကရစ်တိုင်နှစ်တိုင်းမခရမင်းသားကြီးလမ်းပေါ်စုံတစ်ရှိ 11KB စုံတစ်ဖီတာ10မီတာကွန်ကရစ်တိုင်တစ်တိုင်းနဲ့စုံနစ်ရှိ 11KB ကနောင်ဖီတာ10မီတာကွန်ကရစ်တိုင်တစ်တိုင်း စစ်စုပေါင်းတန်းမီတာကွန်ကရစ်တိုင်လေးတိုင်တတိုင်အောက်ခြေကျူးပဲ့ပျက်စီးခဲ့ပြီးအ мян အစားထိုးလဲလဲနိုင်ရေးဆောင်းလျက်ရှိကြောင်းသိရပါတယ်။ဒါ့အပြင်အမှတ်63ရပ်ကွက်နဲ့68ရပ်ကွက်ကွန်အပ်မင်းသားလန်ရှိအိမ်တချို့မှာအမိုးလံပျက်စီးမှုများရှိခဲ့ပြီးလမ်းမများတွေလဲကျနေတဲ့တစ်ပင်ကြီးများအားသက်ဆိုင်ရာတာဝန်ရှိသူများကအချိန်နဲ့တပြေးညီရှင်းလင်းဆောင်ရွက်ကြကြောင်းလည်းသိရှိရပါတယ်ရှင်။ဒီသတင်းကိုတော့ဖြူဆန္နာကပေးပို့လာတာပါ။ထပ်မံတင်ဆက်ပေးမှာကတော့ လိုင်သာယာတွင်ရွှေနှကက်ချွတ်ပြီးအသက်ခံရတဲ့ကလေးငယ်တွေ့ရှိတဲ့တွင်ရှမ်းကုန်တိုင်းဒေသကြီးလိုင်သာယာအရှေ့ပိုင်းမြို့နယ်အလဲကျေးရွာရွှေပြည်သားတရာအနီးငွေပင်လဲစက်မှုဆောင်ရှိရေမြောင်းတစ်ခုအတွင်မှာမေလ28ရက်မနက်ပိုင်းကရွှေနှကက်ချွတ်ယူပြီးအသက်ခံထားရတဲ့အသက်၃နှစ်အရွယ်မိန်းကလေးငယ်တယောက်ရဲ့ရုပ်အလောင်းကိုရှာတွေ့ခဲ့တယ်လို့ရေမောင်းမိသားစုလူငယ်ပရာဟိတာလူမှုကွန်ရီကစိတ်အသင်မှသိရပါဗျာ ။သိဆုံးခဲ့တဲ့ကလေးငယ်ဟာထန်တပင်မြို့နယ်ရခိုင်ရိုးလေးကျေးရွာအောင်တပြေလေးလမ်းမှာနေထိုင်ပြီးကလေးငယ်ရဲ့အိမ်ကိုမေလာ29ရက်မနက်ပိုင်းကအသက်30ကျော်အရွယ်အမျိုးသမီးတယောက်အိမ်ငါးဖို့လာရှာကြောင်းပြောဆိုပြီးရောက်လာခဲ့တယ်လို့ဆိုပါရယ်။အဲ့ဒီနောက်ကျူးလွန်သူအမျိုးသမီးကကလေးငယ်နဲ့သူ့ရဲ့အကိုတို့ကိုမဝယ်ကျွေးမဲပြောပြီးအပြင်ကိုခေါ်ထုတ်ခါကလေးငယ်ရဲ့အကိုဖြစ်သူကိုအိမ်ပြန်လွတ်ခဲ့တယ်လို့ဆိုပါရယ်။ အဲ့ဒီနောက်မှာတော့ကလေးငယ်နဲ့အတူခေါ်ဆောင်သွားတဲ့အမျိုးသမီးပါပျောက်ဆုံးခဲ့ပြီးကလေးငယ်ရဲ့ရုပ်အလောင်းကိုနောက်တနေ့မနက်မှပြန်ရှာတွေ့ခဲ့တယ်လို့သိရပါဗျ။ကလေးငယ်ရဲ့ရုပ်အလောင်းကိုပြန်ရွှာတွေ့ချိန်မှာတော့ရွှေနဂတ်ချေယူခံထားရပြီးကျူးလွန်သူအမျိုးသမီးကိုဖမ်းဆီးရမည်ရှိသက်ဆိုင်ရာရဲ့တပ်ဖွဲ့ကစုံစမ်းဖော်ထုတ်နေတယ်လို့ဆိုထားကြောင်းသိရပါရဲ့ရှင်။နောက်ထပ်တင်ဆက်ပေးမှာကတော့မြမကိုကဘာကသိစေရန် တမိုင်းဝင်မှတ်တမ်းရေးထိုးခဲ့တဲ့မမောင်လွင်အားခုံယူကြောင်းရန်ကုန် United အသင်းပြောကြားတဲ့တင်ရန်ကုန် United အသင်းကစားသမားဟောင်းဖြစ်သူမြမလက်ရွေးစင်ကွင်းလေကစားသမားမမောင်လွင်ဟာမြမကူကဘာကတည်စီရန်တမိုင်းဝင်မှတ်တမ်းရေးထိုးပုံဖော်ပေးခဲ့တဲ့အတွက်ခုံယူကြောင်းကိုရန်ကုန် United အသင်းကအသိပေးထုတ်ပြန်ထားပါတယ်မေလ28ရက်ညပိုင်းကမလေးရှားနိုင်ငံဘူကစ်ဂျာလီကွင်းတွင် ပရီးမီးယားလိအသင်းတစ်သင်းဖြစ်တဲ့မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ာဆီယံဩစတာအသင်းတို့ရှင်ပြိုင်ကစားခဲ့ကြရာမောင်မောင်လွင်ရင်အဖွင့်ကိုတကူဖြင့်အနံ့ရရှိခဲ့တဲ့အပေါ်ရည်ရွယ်ခြင်းဖြစ်ပါတယ်။ရန်ကုန်ယူနိုက်တက်မြခင်စိမ့်မှာပြုံမွေးခဲ့တဲ့ချင်းတီလေးတကောင်ရဲ့အံ့ဩသင့်ဝေရာအနိုင်ကူးဖြစ်တဲ့အပြင်မြမာကူကဘာကတိစီမဲ့တမိုင်းဝင်မှတ်တမ်းကိုရေးထိုးပုံဖော်ပေးခဲ့တဲ့အတွက်လည်းဂုဏ်ယူပါတယ်။ မမောင်လွင်ကမ္ဘာအကောင်ဆုံးကလပ်အသင်းတွေကတည်တင်းဖြစ်တဲ့ Manchester United အသင်းကြီးကိုမမောင်လွင်ရဲ့တလုံးနေသောအတွင်ကိုနဲ့အနံ့ရရှိခဲ့တာဖြစ်ပြီးကမ္ဘာမှာမြန်မာရဲ့အရေးချိန်ကိုပြသလိုက်တာပဲဖြစ်ပါတယ်လို့ရန်ကုန် United အသင်းရဲ့ဂုဏ်ပြုအသိပေးချက်မှာဖော်ပြထားတယ်လို့သိရှိရပါတယ်ရှင်။ပရိသတ်များရှင်ကျမတို့ရှင်ကုန်မီဒီယာကနေရန်ကုန်တိုင်းဒေသကြီးတွေမှာဖြစ်ပေါ်နေတဲ့သတင်းဖြစ်စင်များကိုအချိန်နဲ့တပြေးညီသိရှိနိုင်ရန်ထုတ်လင့်တင်ဆက်ပေးလျက်ရှိပါတယ်။ကြည့်ရှုပေးကြတဲ့ပရိသတ်များကိုကျေးဇူးတင်ရှိပါတယ်ရှင်။